င်္ဂလာပါရှင်ကျမကကေခိုင်ပါဒီပူပီရုံမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါရှမ်းပြည်နယ်မြောက်ပိုင်းကတအန်အမျိုးသားလူမျိုးရဲ့တက် TNL ထိန်းချုပ်ထားတဲ့နံပါတ်2မြို့နယ်နဲ့နမ်ဆန်မြို့နယ်ဟိုမင်းရော့ကိုဒီကနေ့အော်တိုဘာလ16ရက်နေ့မနက်8နာရီခွဲလောက်ကစစ်ကောင်မရှင်ကလေချောင်းတိုက်ခိုက်ခဲ့တာကြောင့်အရက်သား3ယောက်သေဆုံးပြီးဆရာမ4ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNL စီကသိရပါတယ် ်နမ်ဆန်မျိုးနဲ့ဟိုမင်းရော်ကိုဒီကနေ့မနေ့ဘုံကျေးတိုက်ခိုက်ခဲ့တာကြောင့်နေအိမ်ပေါ်ဘုံကျရောက်ပြီးဒေတာခန့်အမျိုးသမီးနှစ်ယောက်နဲ့အမျိုးသားတစ်ယောက်တေဆုံပြီးတော့နေအိမ်ဆေလုံးပြက်စီတော်တယ်လို့ဆိုပါတယ်အသက်16နှစ်အရွယ်အမျိုးသမီးတယောက်၁၉နှစ်အရွယ်တယောက်နဲ့တက်ကြီးပိုင်းအမျိုးသားတယောက်တည်ဆုံခဲ့လို့ဟိုမင်းဒေတာခန့်တယောက်ကပြောပါရယ်ပြီးခဲ့တဲ့ရက်ပိုင်းကလည်းအုံမစုံရော်တွေကိုဘုံကျေးခဲ့တာကြောင့်၂ယောက်တည်ဆုံပြီးတယောက်ထိခိုက်တရန်ရရှိခဲ့တယ်လို့ဆိုပါရယ် နမ်ဆန်အပြင်နံပါတ်2မျိုးအတ္တကတ္စာတင်ချောင်းနဲ့ဆီယာမားတွေနားနေဆောင်ကိုလေချောင်းကနေဘုံကျေတိုက်ခိုက်ခဲ့တာကြောင့်စာတင်ဆောင်2ဆောင်နဲ့ဆီယာမားအိတ်ဆောင်1ဆောင်ပြက်စီးခဲ့တယ်လို့ဆိုပါတယ်။နနေရာကိုတပြိုင်တည်းကျေတော့တာဖြစ်ပြီးဘုံမကြာခဏကျေတာကြောင့်ကြောင်းပိတ်ထားတဲ့အတွက်ထိခိုက်အသေးဆုံးတာမရှိဘူးလို့ TNL ရေးပေါ်တယောက်က DBB ကိုပြောပါတယ်။ စစ်ကော်မရှင်ကဘုံကျေတိုက်ခိုက်မှုကြောင့် TNL ဒေသမှာနှစ်ပတ်အတွင်း36ရောက်တေဆုံထားပြီးတော့၄၀ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ချက်တွေအရသိရှိရပါတယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့ကိုစစ်ကော်မရှင်တပ်ကအောက်တိုဘာလ16ရက်နေ့ည6နာရီလောက်ကလေကြောင်းကနေဘုံနှလုံးကြေးချတိုက်ခိုက်ခဲ့တာကြောင့်အရသာတယောက်ထိခိုက်ဒဏ်ရာရရှိပြီးနေအိမ်နှလုံးထိခိုက်ပျက်စီးခဲ့တယ်လို့မြို့ခံတွေစီကသိရပါတယ်။ မုံမဲမြို့တောင်ပိုင်းရက်ကွမ်းအမတ်နှစ်အချစ်ခံပညာမူလာတဲ့ကျောင်းသားကလူနေအိမ်ပေါ်ဘုံတလုံးကြားရောက်ပေါက်ကွဲပြီးနေအရဲတောင်ဖက်လမ်းမပေါ်တလုံးကြားရောက်ပေါက်ကွဲခဲ့တယ်လို့မြို့ခံတယောက်ကပြောပါတယ်အဲ့ဒီလိုဘုံကျဲတဲ့အတွက်ဘုံကျတဲ့အင်ကအင်ရှင်ပြည်သူတယောက်ပုံပစ်တရားရှာတော်တယ်လို့သူကဆက်ပြောပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလ9ရက်နေ့ညပိုင်းလောက်ကလည်းစစ်ကော်မရှင်ကမိုးမိတ်မြို့နယ်ဝေပေါင်းကြေော်ကိုဂျက်ဖိုင်တာနဲ့လေကြောင်းကနေဘုံကျေတိုက်ခိုက်ခဲ့တာကြောင့်ကလင်းရအပောင်းဝင်အရက်သား9ယောက်တေဆုံခဲ့တယ်လို့သိရပါရဲ့ရှင်။ စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲအတွက်ပြည်ပရောက်မြန်မာနိုင်ငံသားတွေကြိုတင်မေးပေးနိုင်ဖို့ပုံစံ၁၅တရားမေးရက်တွေကိုထပ်တိုးသတ်မှတ်ထားပေမဲ့လည်းပြည်ပရောက်မြန်မာနိုင်ငံသားတွေအနေနဲ့မေးပေးဖို့ဆန္ဒမရှိသလိုရွေးကောက်ပွဲစမ်းချင်ရဲ့ဆန္ဒပြပွဲတွေပြုလုပ်တော်မေးဆိုတဲ့သတင်းကိုတင်ဆက်ပေးလိုက်ပါရရှင်။대한민국의성숙한민주주의시민의힘으로 ဒီနေ့ကုန်ပိုင်းမှာစပြီးအာနာသိန်းစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲပထမပိုင်းအတွက်ပြပရောက်မြန်မာနိုင်ငံသားတွေကြိုတင်မေးပေးနိုင်ဖို့ပုံစံစစ်ငါဖောင်းဖြည့်ဆွဲရမယ့်ရက်ကိုအရင်ကအောက်တိုဘာလ3ရက်နေ့နဲ့6ရက်နေ့အထိနောက်ဆုံးသတ်မှတ်ထားရကနေလက်ရှိမှာအောက်တိုဘာလ15ရက်နေ့နဲ့16ရက်နေ့အထိသက်ဆိုင်ရာနိုင်ငံတွေရဲ့အသံယုံအလိုက်ထပ်တိုးသတ်မှတ်လိုက်တာဖြစ်ပါတယ်။ စစ်တပ်ကပြပရောင်မြန်မာတွေကြိုတင်မင်းပေးနိုင်ဖို့ရက်တိုးသတ်မှတ်ထားပေမဲ့လေကိုရီးယားရောက်မြန်မာတွေကတော့စစ်ကော်မရှင်ကျင်းပမယ့်အတုအယောင်ရွေးကောက်ပွဲကိုမင်းပေးဖို့ဆန္ဒမရှိကြသလိုရွေးကောက်ပွဲဆင်းကျင်ရေးဆန္ဒပြပွဲတွေကျင်းပတော်မေလို့မြန်မာဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် MFDMC ရဲ့အတွင်းရင်းမှူးဖြစ်တဲ့ကုကျော်ဆန်းကပြောပါတယ် တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံသားတွေအများစုကျွန်တော်စစ်တမ်းကောက်ကြည့်အချိန်မှာလည်းဒါစိတ်ဝင်စားမှုနည်းပါးပေါ့နော်အများစုကဒီစစ်ကောင်စီတန်ယုံနဲ့လည်းပတ်သက်လို့စိတ်မရှိဘူးမဲပေးလို့လည်းစံတာလည်းမရှိဘူးအဲပြီးတော့နောက်တစ်ခုကတော့ဒီမဲပေးဖို့ပုံစံ55တန်ယုံကိုအဲသွားသွင်းမဲ့ဆိုရင်ဒီမှာမြန်မာနိုင်ငံမှာရှိတဲ့လိပ်စာတွေပြောမှမိဘရဲ့အချက်လက်တွေပြီးတော့တခြားသော personal အချက်လက်တွေအားလုံးဖြည့်သွင်းရမှာဖြစ်တဲ့အတွက်ကြောင့်မို့လုံခြုံရေးဆိုင်ရာစိုးရိမ်ချက်ပေါ့နော်ဆိုတော့နောက်တစ်ခုကတော့အတိအမှတ်ပြုတဲ့အပိုင်းပေါ့ အဲဒီချိန်မှာတော်တော်များများစစ်ဖို့မရှိဘူးအားလုံးကဝိုင်းပြီးတော့အာရွှေရှာမုန်တိနေရအတွက်ကြောင့်မို့ပူပေါင်းဆောင်ရွက်မှုပိုင်းအဲအားနေတဲ့အတွက်ကြောင့်မလို့ဒါကကျွန်တော်တို့အပုံစံ5အကျင်ညာတဲ့ရက်ကိုနောက်ကိုဆုတ်ဆုတ်ပြီးတော့ကျွန်တော်အချင်းချင်းခါခါကျင်ညာနေရကိစ္စလို့မြင်ပါလေဗျာစေကော်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ရွေးကောက်ပွဲမဟုတ်တဲ့အတွက်တောင်ကိုရီးယားကမြန်မာနိုင်ငံသား900ကျော်ဟာအောက်တိုဘာလ၄ရက်နေ့ကလမ်းလျှောက်ခြိတက်ဆန္ဒပြပွဲကိုကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ် ဒါအပြင်လာမယ့်အော်တိုဘာလ16ရက်နေ့မှာလေရွေးကောက်ပွဲစံချိန်ရဲ့ဆန္ဒပြပွဲတွေကိုကျင်းပတော့မှာဖြစ်တယ်လို့သိရပါတယ်ကျူတင်မင်းဆန္ဒပေးနိုင်ဖို့ပုံစံအဆင့်ကဖောင်ပြရမှာမေပေသူရဲ့အမည်လူမျိုးနေရလိမ့်စာဆက်သွဲရဲ့လိမ့်စာတွေအပါအဝင်နိုင်ငံသားစစ်စစ်ရဲ့ကပ်ပြအင်ထောက်စုစည်းရဲနဲ့မြမနိုင်ငံကိုလက်မဲ့မိထူတွေကိုပါပူရဲပေးပို့ရမှာဖြစ်တယ်လို့ဆိုထားပါတယ် အလားတူပဲဂျပန်ရောက်မြန်မာနိုင်ငံသားတယောက်ကလည်းစစ်ကော်မရှင်လုံးမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစိတ်ဝင်စားမှုမရှိသလိုမဲလဲထင်မှမဟုတ်ဘူးလို့ဆိုပါရယ်ဂျပန်နိုင်ငံမှာရှိတယ်ဒီမြန်မာတန်ယုံကနေပြီးတော့သူတို့ရဲ့အဲ Facebook page ကနေပြီးတော့ကြီးညာတယ်ပေါ့နော်ဒီလာမဲ့ရွေးကောက်ပွဲမှာအဲဂျပန်မှာရောက်နေတဲ့ဒီမြန်မာတွေသူတင်မဲ့ဆန္ဒပေးဖို့ပုံစံ15ဖောင်ပြဖို့ဆိုပြီးတော့သူတို့ Facebook page ကနေပြီးတော့ကြီးညာပေါ့နော်ဒါပေမဲ့တိတိလောက်အဲအတိမိတ်ဆွေတွေနဲ့ဒီမြန်မာတွေကတော့ ကျွန်တော်မှရရှိနေတဲ့မြန်မာတွေကတော့အဲ့ဒါဟိုတော့စိတ်ဝင်စားကြပါဘူးဒီဖုတ်လူတွေငပီရှိတယ်လို့တော့မထင်ပါဘူးမလေးရှားရောက်မြန်မာတွေကလည်းစစ်ကော်မရှင်ကျင်းပမယ့်ရွေးကောက်ပွဲကိုပြင်းပြင်းထန်ထန်ခြုံချရဲလို့ပြောဆိုကြပါတယ်။ဒါတော့ကျွန်တော်တို့အကလုံးတိုင်းပြည်ပါဖြစ်နေကြလေဆိုတော့အလုံးမြင်တွေ့တဲ့အတိုင်းပဲလေနော်ကျွန်တော်တို့ကမန္တလေးဆိုရင်ဒီမှာရှိတဲ့လူတွေကအကလုံးအနာတရားတွေနဲ့ကြည်ပါပဲ ိုးမဲ့အိမ်မဲ့တွေနဲ့မိသားစုတပွဲတပြားနဲ့เนาะအားလုံးပေါ့เนาะဒါကျွန်တော်တို့လည်းလူလည်းခံစားနေရဆိုတော့အများဆန္ဒကကျွန်တော်တို့ဒါတည်ရတယ်လို့ဆိုလို့ရှိရင်လည်းဘဒုမရလို့ဒါကျွန်တော်တို့ပဝန်ချင်အားလုံးပေါ့เนาะဇာတိရတွားပြီးတော့မဲမပေးကြပါဘူးကျွန်တော်အနေနဲ့ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ကတော့ပြင်းပြင်းထန်ထန်ရှုတ်ချရတာပေါ့เนาะ စစ်ကောင်စီကတော့ရွေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပပြုလုပ်တော့မှဖြစ်ပြီးလာမယ့်ဒဇင်မာလာ28ရက်နေ့မှာပြုလုပ်မယ့်ရွေးကောက်ပွဲအပိုင်း1ကိုတော့နိုင်ငံတော်ဝန်လုံးရှိမျိုးနွယ်တရားနှမျိုးနွယ်မှာကျင်းပတော့မှာပါအနာသင်စစ်တကလုံးမဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အထူးအယောင်ရွေးကောက်ပွဲဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရအင်ယူဂျီနဲ့တော်လေးအင်အားစုတွေကထုတ်ပြန်ထားပါတယ်။ကျမကိခိုင်ပါ။ 그리고한국에있는많은미얀마분들의페이스북을방문하여주십시오.ဒီပူပီရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုခြူစားခေကြရတာပါ။ကျမကေခိုင်ပါ။ကျေးဇူးတင်ပါတယ်ရှင်။